အားလုံးပါရဲ့မင်္ဂလာပါရှင်မန္တလေးခေတ်တည်တဲ့ဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်အထူးရောင်ရွေးကောက်ပွဲအတွက်နမဲကျော်အစိုးရများဝါရဖြန့်ခိုင်းပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အကြံဖက်စစ်တပ်ကပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲအတွက်အစိုးရများကိုစစ်တပ်ကခေါ်ယူဝါရဖြန့်ခိုင်းလျက်ရှိကြောင်းသိရပါတယ်စစ်တပ်ကအစိုးရအောင်လဝီလဖိုးကရဲရင်အောင်အောင်ထက်ချိုးမြတ်အောင်ဟန်နီတာနီနီခင်စောမိဆန်နီ ချမ်းမြေမောင်ချုံမီလာတန်စင်အင်ချင်အင်းမြဖြူနဲ့လိမ္မော်တီတို့ကိုခေါ်ယူပြီးစစ်တပ်ရွေးကောက်ပွဲထောက်ခံသောလှုပ်ရှားမှုများတွင်ရွေးကောက်ပွဲထောက်ခံသောစာသားများရွတ်ခိုင်းခဲ့ခြင်းဖြစ်ပါသည်။ထို့ပြင်ဆက်လက်၍အစိုးရများအားလုံးကိုထိုသို့ခေါ်ယူရိုက်ကူးခိုင်းမည်ဟုစစ်တပ်ကတရားဝင်သတင်းထုတ်ပြန်ပါသည်။ရှင်ပြင်ကင်စာရေးဆက်ပြီးမိုးရံစုံနန်းစုရည်စိုးရတနာမိုင်တို့တီဆိုကထုံးကိုကိုရွရွနှင့်တင်စားတို့တရုတ်ဆောင်ထားတဲ့အတူတူမဲသွားပေးကြသောတခြင်းကိုလည်းစစ်တပ်လက်အောက်ခံချန်နယ်များတွင်ထုတ်လွှင့်နေပါသည်။ စစ်တပ်ကတရုတ်ဆောင်များအစိုးရများအပါအဝင်အမှုပညာရှင်များအလုံးကိုရွှေကောက်ပွဲထောက်ခံသောလှုပ်ရှားမှုများအတွင်မဖြစ်မနေပါဝင်ရန် PRP စစ်ခိုင်းမှုများလှုပ်ဆောင်လျက်ရှိပါသည်စစ်တပ်ခေတ္တမိုင်းကိုဒုံဆိုင်မိသူများရွှေကောက်ပွဲဆိုင်ရာအလိမ်ညာဝါဒဖြန့်ဆက်လန်းကိုလူမှုကွန်ရက်မှတက်စင်ဝေဘန်တီဟုဆိုကဒါရိုက်တာမိုက်တီခတန်ထွန်စောဇပ်ပုတ်တရုတ်ဆောင်ကျော်ဝင်းထွတ်ခကျော်မင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံတိုင်းခစောမြင့်ဒါရိုက်တာတက်လွင်ခစကူထွန်းတက်လွင်တို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ခြင်းဖြစ်ပါသည် ဆက်လက်ပြီးမုံရွာနှင့်စကိုင်းတို့တွင်စစ်တပ်စစ်ကြောင်းနှင့်ရှင်းတန်းများကိုတိုက်ခိုက်မှုစစ်သားများထိခိုက်သေးဆုံးမှုများပြီးစစ်တပ်ကနေအိမ်များကိုမီးရှို့ဖျက်ဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သားများထိခိုက်မှုများပြား၍လက်နက်ကြီးစစ်တပ်လေဒီများဖြင့်ပစ်ကူယူကာပြန်ဆုတ်သွားကြောင်းဘုဒ္ဓလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းစစ်ကြောင်းမှုကြွက်ကလေးကသတင်းဌာနကိုပြောပါတယ်။ နိုဝင်ဘာလ10ရက်နေ့နံနက်8:30မိနစ်ခန့်တွင်မုံရွာမြို့နယ်တာစီရွာမှကျောက်စစ်ပုံအမြောက်တပ်ကိုပြန်ဆုတ်လာသည့်အင်အား80ခန့်ပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကတန်းပင်တဲရွာ၊ပိုးပင်ရွာနှင့်ချမ်းပင်လာရွာအနီးတို့တွင်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်အချမ်းဖက်စစ်တပ်မှအထိနာပြီးထိခိုက်မှုများပြား၍ကြောက်စစ်ပုံအမြောက်တပ်ကလက်နက်ကြီး၁၀လုံးကျော်ဖြင့်ပြစ်ကူပေးတိုက်ခိုက်ခဲ့ပြီးမုံရွာနမခါမှတက်လာသောစစ်တပ်လေဒီနှစ်စီးကလည်းလာရောက်ပုံကျက်တိုက်ခိုက်သွားကြောင်း ထိုစစ်တပ်စစ်ကြောင်းကိုလည်းကြောက်စစ်ပုံအမြောက်တပ်စစ်ကူများကတံပြားကားကားများဖြင့်လာရောက်ခေါ်ဆောင်သွားကြောင်းသိရပါတယ်။တာစီရွာကနေကြောက်စစ်ပုံအမြောက်တပ်ကိုပြန်ခေါက်လာတဲ့အင်အား80ပါစစ်ကြောင်းကိုဒန်းပင်တိတ်ပါ၊ကိုပင်ရွာနဲ့ထန်းပင်လာရွာအနီးမှာကျွန်တော်တို့ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။စစ်ခွေးတွေဘက်ကအထိခိုက်တေဆုံးမှုကိုတော့အတိမပြုတ်နိုင်သေးပါဘူး။တိုက်ပွဲဖြစ်ပွားတဲ့နေရာကို၆၀ပေါ်အမြောက်တက်ကလက်နက်ကြီးဆယ်လုံးကျော်ပစ်ခုတိုက်ခိုက်တယ်။မုံရွာနောက်မှခကနေလေစက်တက်လေဒီနှစ်စင်းကပုံကျက်တိုက်ခိုက်သွားတယ်။ စစ်ခွေးစစ်ကြောင်းကိုတော့ကြောက်စစ်ပုံတက်ကနေတက်ကူတွေလွတ်ပြီးတန်ပြားကာကတွေနဲ့လာရောက်ခေါ်ဆောင်သွားတဲ့ဟုဘူးတလင်မျိုးနဲ့တပ်ပေါင်းစုစစ်ကြောင်းစစ်ကြောင်းမှုကြော့ကလေးကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဘူးတလင်မျိုးနဲ့တပ်ပေါင်းစုစစ်ကြောင်းမုံရွာမျိုးနဲ့တိုက်နယ်ကနဲ့မုံရွာခရိုင်တရင်ဆက်ရှိတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။အလားတူဇကိုင်းတိုင်းဇကိုင်းမျိုးနဲ့မုံရွာမန္တလေးလမ်းပေါ်တွင်စစ်ရင်တန်းကိုလုံခြုံရေးယူပေးနေသောစစ်သားများအားဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးသေဆုံးခဲ့ကြောင်းလင်းယုံကြီးနောက်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ ဩဂုတ်လ20ရက်နေ့တွင်စကိုင်းမြို့နယ်ကန်တလူတိုးကိတ်အနီးရှိကုံရွာကျေးရွာထိပ်ရှင်းမြောင်းဖောင်ပေါ်နှင့်ဖေးပပတ်လေတွင်စကိုင်းမြို့တပ်မ33မှမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါသို့စစ်အင်အားဖြင့်တင်းရံတွားရောက်မိရင်တန်းလုံခြုံရေးယူပေးမိသောစစ်သား20အားအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား10ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါသည်။စစ်ကြောင်းထိုးဖို့မုံရွာနာမခါကိုပို့တဲ့စစ်သားတွေပါတံပြားကကခုနှစ်စီးနဲ့ပို့တာအဲ့ဒီကားတန်းကိုလုံခြုံရေးယူပေးဖို့စောင့်နေတဲ့စခါတွေကိုဝင်တိုက်ခိုက်ခဲ့တာပါ။ ်အင်တာနက်လိုင်းအခက်အခဲကြောင့်အခုမှထုတ်ပြန်ရခြင်းဖြစ်ပါတယ်ဟုလင်းယုံညီနောင်ပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ရင်းတိုက်ပွဲအတွင်းတည်ဆုံသွားသောစစ်ကောင်စီတပ်သားများထံမှလက်နက်ကောက်ယူရန်ကြိုးစားခဲ့တော်လဲကန်တလူတိုးကိတ်မှစစ်သားများစစ်ကူရောက်ရှိလာသောကြောင့်ကောက်ယူနိုင်ခြင်းမရှိပေပြန်လည်ဆုတ်ခွာခဲ့ရကြောင်းအဆိုပါတိုက်ခိုက်မှုကိုလင်းယုံညီနောင်ပြောက်ကြားတပ်ဖွဲ့မှရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ဝင်များအထူးကမရှိပြည်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းထို့သောတိုက်ခိုက်ခံရမှုကြောင့်အကြမ်းဖက်စစ်သားများကလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်က ကုန်းရွာရှိပြည်သူနေအိမ်နှလုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ကျွန်မရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်။